Thank mm -hmm. you. တော်ဒီစီဇန်လေးကိုကျွန်တော်ကိုသိန်းဆွေနဲ့ပြင်မာလဲစကားပြောပြီးကျွန်တော်နှစ်ယောက်1980နောက်ပိုင်း80အစပိုင်းမှာကျွန်တော်တို့ပြောကြတော့စကားပြောလဲအဆင်ပြေတယ်ကာဗန်တဲ့ topic ဆရာလည်းများတဲ့အတွက်ကိုအောင်မြင်းနဲ့ကိုနေဆင်ကိုတောင်းဆိုပြီးတော့ကျွန်တော်ကိုသိန်းဆွေကိုမိန့်ခွင့်ပေးပါလို့တောင်းပါတယ်ခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ကိုသိန်းဆွေကိုစပြီးတော့ဒီရဲ့ late 70ကိုဘယ်နေရာလေးစပြီးတော့ကိုဒီ professional ကိုကူသွားလေပေါ့နော်ဘယ်ဘယ်အဖွဲ့တွေဘယ်အခွေလေးနဲ့စခဲ့တယ်ကိုင်ဇာနဲ့နောက်ပိုင်းဆက်ဆက်ရောက်တာတော့ကျွန်တော်တို့အားလုံးကြည့်ကြတယ်ပေါ့နော်ဒါပေမဲ့အခုရဲ့ musical က career ရဲ့ performance ဆက်ဆက်ကြီး career အစလေးအဲ့ဒီအကြောင်းလေးကျွန်တော်တို့နည်းနည်းလေးပြောပြပါလားဆို။ဟုတ်ဒီစတီးတဲ့ wine ရဲ့ psychedelic rex ဆိုရယ် wine အဲ့ဒီဒါ wine ဒီဇောင်းတိုင်း stage show တွေတီးတယ်နောက်တစ်ခါ local talent စတီးတယ်ဆိုတော့ဒါ75 975မှာစာ။ pro စာရတော့80ရဲ့ရောက်သွားပြီ။ဒီ75ကို80ရတော့ဒီ amateur ဘဝနဲ့အဲ့ young ရတဲ့အချိန်လေးပေါ့။ ဆိုတော့ခုနဒီဒီဒီ psychedelic rex နဲ့တည်တဲ့နောက်တစ်ခါကျွန်တော်ဒီဆယ်ရန်အောင်ပြီးတော့ဒေသရောက်တဲ့အချိန်မှာဒေသ calling တင်အမှုပညာအသင်းဆိုပြီးတော့အဲ့ဒီမှာကျွန်တော်တို့ PY နေလောက်တယ်ကျွန်တော်ဒုတိယနှစ်ရောက်တဲ့အချိန်မှာဒီ Kaiser နဲ့စတွေ့တာပေါ့ပေါ့ပေါ့78 79ဆိုကျွန်တော်တို့အနမ်းပန်းသွေးမို့လောက်တာဆိုတော့အဲ့အဲ့အဲ့အချိန်မှာလဲကိုဂျီမီနဲ့စုံပြီးတော့ကိုဂျီမီနောက်ကိုကျွန်တော်လိုက်နေတာပေါ့အဲ့အချိန်အရကိုဂျီမီကမှမှတ်မိဟုတ်ခုတော့မှတ်ပြီးတယ်ပေါ့လေအဲ့တော့ကိုဂျီမီကျွန်တော် calendar ပေးထားတယ်သူဘယ်နေ့ဘယ် recording မှာရှိတယ်ဆိုကျွန်တော်အဲ့မှာသွားသူ့နောက်မှာရပ်ပြီးတာကြည့်ပေါ့လေသုံးလား အောင်သူ့နောက်ကိုကျွန်တော်လိုက်တဲ့ချိန်မှာသူကျွန်တော်တလ training ပေးရပေါ့အိမ်လာပြီးသူပေးရသူကိုင်ဇာနဲ့အနမ်မန်သွင်းမှုလုပ်ပြီးတော့အနမ်မန်သွင်းမှုမဖြစ်ဘူးသူ successor ဒီ aces ရောက်သွား aces ကသွင်းပြီးတဲ့ချိန်မှာထပ်ပြီးတော့အကောင်းဆုံးက guitar တီးနေမယ်ဆိုတာ80လောက်မှာကျွန်တော်တို့သွင်းတာဟုတ်သူအဲ့ဒီကောင်ကလည်းမထုတ်ဖြစ်ဘူးမထုတ်ဖြစ်ဖဲနဲ့မနိုးပါစေနဲ့မိုးရသွင်းတာဟုတ်ပြီးအဲ့ဒီနှစ်ခွေကိုပေါင်းပြီးတော့ကိုမောင်မောင်ကနေပြီးတော့အဲ့မနိုးပါစေနဲ့မိုးရဆိုတာခွေကိုထုတ်တာ ဆိုတော့အဲ့ခွေကပေါက်သွားတာပေါ့လေဟုတ်ကဲ့ခုကျွန်တော်ပြောဘူးတာအဲ့ဒါလေးနည်းနည်းလေးပြေးတက်ကိုပြပြပါခွေကနေတခွေဖြစ်သွားရဆိုတော့အကြောင်းဘာပြောမနိုးပါစင်းနဲ့မူရတော်တော်အောင်မြင်ပါတယ်ပထမတူအကြီးတန်းအကြီးကျန်ထုတ်ပတ်တီးရောနော်ရှေ့မှာ โอเคတော့အလွမ်းကြတော့ကျွန်တော်ညီမရှိနေတဲ့သွားကြီးအဲ့တော့ဒါမဲ့ဒီခွင်းကိုတွင်းတဲ့ချိန်မှာအခုကျွန်တော်ပြောဦးတာနှစ်ခွေရမှတစ်ခွေဖြစ်သွားဆိုရအောင်လေကျွန်တော်တို့ကတော့အဲ့ဒါတွေမသိဘူးเนาะဒီခွေကိုကျွန်တော်တို့စဉ်းစားမှုရတစ်ခါတစ်ခွေတည်းအနေနဲ့ပဲသိထားတာအဲ့တော့ကိုရောကိုမောင်မောင်ကဘလို့ဖြစ်ပြီးတော့သူနောက်ဆုံးကျတော့တစ်ခွေတည်းထုတ်ပစ်တယ်ဆိုရအောင်လေနည်းနည်းလေးပြည့်တတ်ကိုရှင်းပြပေးပါလားဟုတ်အဲ့ချေကအချက်နှစ်ချက်ရှိတာပေါ့တစ်ချက်ကဒီဒီ success ကစစချင်း nation အစအဥစဖြစ်နေတဲ့အချိန်ကျတော့ဒီလက်က pro လက်လို့မရှိဘူးပေါ့ကျွန်တော်တို့ဒါတစ်ချက်နှစ်ချက်ကအဲ့ချိန်မှာဒီ stereo ို့လောကမှာဒီခုနကိုမင်းအောင်ရဲ့ရွေရွေပေါက်ပြီးမြန်မာပြန်နေဝင်လာတာဟုတ်ကဲ့ဆိုတော့တော်တော်များများဒီ stereo recording တွေကနည်းနည်းနောက်ဆုတ်သွားတယ်ဆိုတော့တခုထုတ်မယ်ဆိုရင်သူကပိုင်မှတေချာမှအဲ့လိုတေချာစီစစ်တယ်ကျွန်တော်အဲ့လိုမြင်လာပဲလေအဲအကြောင်းသူကအဲ့လိုသူဒီကျွန်တော်တို့တစ်ခွေ့ တခွေသွင်းလိုက်တယ်ပြရတယ်အဲ့ဒါကသူမကြိုက်ဘူးကြိုက်ဆိုတော့တဝက်လောက်ဖြုတ်ပစ်တယ်ဆိုနောက်တစ်ခွေကျွန်တော်ထပ်သွင်းတယ်အဲ့နှစ်ခွေပေါင်းပြီးမှသူကတခွေတခွေအနေနဲ့သူကပြန်ထုတ်လိုက်တာဒီအကောင်းဆုံးကကေတာတီးနေမှာနော်လီစာလာပြီးတော့ညလူပြူဆိုပေးတယ်အဲမနိုးပါစင်းနဲ့မိုးရဲ့စပင်တော့ကေချာနုညမအကျန်နဲ့ကျန်နဲ့ကရန်ကုန်သားရယ်ဆိုတော့သူကလာဆိုပေးတယ် ဟုတ်ကဲ့အဲ့တော့ကိုအဲ့လောဘဇင်းနဲ့မွေးရနေအကောင်းဆုံးကဂီတာဒီနေမယ်နှစ်ခွေကိုပေါင်းပြီးမှဂျန်နက်ချင်းတွေကိုဖြုတ်ပြီးတော့ကျွန်တော်လောဘဇင်းနဲ့မွေးရထုတ်ခဲ့ရပါတော့နော်ဟုတ်ကဲ့ဟောဟုတ်ကဲ့ဟိုကအဲ့တော့အဲ့ဒါပြီးတော့ကျွန်တော်တို့ဟောနားထောင်တဲ့လူတွေအနေနဲ့ဒါပြီးတော့ထွက်တယ်ဒီကျွန်တော်တို့ရှင်းပြကြပါအခွေရတော့ကျွန်တော်တို့ကျွန်တော်အနိုင်တာနဲ့လည်းပေါက်တယ်ကိုကိုင်စာတို့တကယ်တော့ထိတ်တန်းဆိုတဲ့အယောက်ကိုပို့ပေးခဲ့တဲ့အခွေရတော့ရှင်းရှင်းကျင်တာပါအခွေပေါ့နော်အဲ့ခွေလေးရတယ်ဟုတ်ကဲ့လက်ကလည်းအဲ့ခွေမှာ တိတ္တာယူဒီမနိုးဝါစင်းနဲ့မိုးရိုင်နောက်တစ်ဆင့်တက်သွားတယ်အဆင့်ထိတ်တန်းအောင်ဖွဲ့ကြီးတစ်ခုတည်းကိုရောက်သွားတယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့အဲ့ခွေလေးအကြောင်းပြောပါဘူးအဲ့ထက်ကဘယ်လို arrangement လေးတွေဘယ်ခွေလေးတွေကိုတချင်းလေးတွေကိုနှစ်သက်လဲလို့တချင်းရှင်မှာကျွန်တော်ကြိုက်ဆုံးအချင်းရှင်တချင်းပဲပေါ့နော်ဒီအဓိက arrangement လုပ်သွားတာကိုင်ဇာနဲ့ဘာတူချစ်နှစ်ယောက်လုပ်သွားတာ ဟုတ်ကဲ့ပြီးတော့မှသူတို့ခြံထားတဲ့ keyboard တွေမှာကျွန်တော်ဝင်ပြီးတော့ဖြတ်ထည့်သွားတာပေါ့ဆိုတော့ဒါပေမဲ့အဲ့အဲ့တေချာလုတ်ခဲ့တာပါလေသချင်းချင်းကျင်တာပါတော့ဟုတ်ကဲ့ကိုအဲ့ကအဲ့ချင်းလေးကဂျပန်ချင်းနဲ့တူတယ်နော်ကို arrangement လေးကဟုတ်တယ်ဂျပန်နဲ့တူတယ် ဒါပေမဲ့ကျွန်တော်ဒီ intro မှာကျွန်တော်ဒီ tick go tick go ဒီလုံးနဲ့ scale တခုဖြတ်ထည့်တယ်နောက်တစ်ခါအဲ့ဒီဒီ solo မှာလည်းအဲ့လိုပဲ scale တခုကျွန်တော်ဖြတ်ထည့်တယ်ဆိုတော့အဲ့မှာသူကနောက်တာပေါ့ငါတို့ကလောက်တာဂျပန်ချင်းမင်းကကလာချင်းလောက်တယ်ဆိုပြီးတော့ latin latin လေးထည့်တာဟုတ်ကဲ့အဲ့မှာသူကသူ့စာသားလေးရောကိုသိနေနေတဲ့ cut scene တော့ဟုတ် ဟုတ်တယ်ဒီလိုပုံစံမျိုးလေးပဲသူကအဲ့ဒီပုံစံမျိုးဟုတ်ကဲ့နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ပြီးတော့ကျွန်တော်တို့ဒုတိယဟာတော့ဟောပေါ့နော်ဒီဟာနဲ့ကတ်ရက်ကတော့ gaspar ပေါ့နေမနော် gaspar ကျွန်တော်အဲ့မှာသတိထားမိရဘလို့လဲဆိုတော့ကျွန်တော်ပထမဟိုသင်းရှင်ကိုကျင်လာမှာတည်းကအဲ့ guitar လူလေးပေါ့နော်စိုက်ပြီးမှာကျွန်တော်သင်းရှင်ပါတယ်အဲ့ချင်းလိုက်ရာဇဝင်နဲ့ကကိုဘွဲ့ကြီးကနောက်ပိုင်းမှာတည်ရတာကျွန်တော်သိန်းနဲ့မြန်မာပြည်အကြောင်းကိုရေးထားတယ်လို့ကျွန်တော်ကြားဘူးပါတယ်ကေတာလူလေးဆိုတော့သူကဟိုမိဘတွေဘက်ကနေပြီးတော့ဟုတ်ကဲ့အင်းနဲ့ကျွန်တော်ရန်ကုန်မြို့ကိုရောက်လာတယ်ဆိုတဲ့အကြောင်းပေါ့နော်ဟုတ်ဟုတ်တည်ထားတဲ့က kita skip ဆရာကျွန်တော်တို့နားထဲမှာထူးဆန်းတယ်ပေါ့နော်ထူးဆန်းတယ်ဆိုတော့ Nisma နဲ့ဒီကြားမှာတည်လာတာအဲ့ဒါ software movie လက်တံဖြစ်နေပေါ့နော်ကျွန်တော်တို့အဲ့ဒီအခါစားတို့ဘာလို့အဲ့လိုတဲမှာပါတာဆိုတော့ဒါပေမဲ့အဲ့ဟိုကုပွဲ movie success မှာလာပြီးတော့ကုညီတဲ့အကြောင်းလေးပြောပြပါလားကျွန်တော်အဲ့ဒီနောက်တချင်းတော့နောက်ပြီးတော့အဲ့ဂီတာလူလေးတဲ့ဂီတာ skills ကလည်းကုပွဲ movie လက်တံမျိုးဖြစ်နေလို့ကျွန်တော်တို့အမြင်နဲ့ငင်းခုန်ရပါတယ်ဒါကုပွဲ movie ပဲနာမည်မခံမဲ့လားတီးပြီးတာလားသူပဲဝင်ပြီးတော့ arrange လုပ်ပေးတာလားဒါသူ့ရဲ့ဟိုဂီတာ solo လေးအကြောင်းနည်းနည်းပြောပြပါလားဂီတာလူလေးရဲ့ solo ကတော့ဒီ ဆို Governors ရဲ့ Country League ပေါ့ကျွန်တော်တို့ခေါ် Country League ခေါ်တာပေါ့အဲ့ပုံစံမျိုးကိုသူကထုတ်ထားတာအဲလောက်တာတော့ကိုယ်ပွဲမှုလောက်တာပဲဒါပေမဲ့ခိုင်စားကိုယ်ပွဲမှုရှင်ကသွားပြီးသင်လာတယ်အဲ့ Solo ပြီးတော့ကျွန်တော်တို့သချင်းတိုက်တဲ့အချိန်မှာသူကတီးပြတယ်အဲ့ဒီသချင်းရှင်တုံးကတော့ကိုယ်ပွဲမှုလာပြီးတော့မတီးသေးဘူးဟုတ်ကဲ့သူရဲ့ခိုင်စားကိုသင်ပေးလိုက်တာဒီခိုင်စားပြန်တီးတာရှင်ဒါကိုချင်းတို့ကြားတာဒီအကုန်လုံးကခိုင်စားတီးတာတွေပဲခိုင်စားနဲ့ဘာသူချင်းနှစ်ယောက်တီးကြတာပေါ့ဟုတ်ကဲ့အခုရှင်းတော့အဲ့ဆိုကိုယ်ပွဲမှုကသူတို့ကိုရှုပ်ပေးရတဲ့ဘောပေါ့နော်ဂိုက်ဟုတ်ကဲ့အဲ့ဂိုက်ဘောမျိုးပဲရှင်းတော့ဒါပေမဲ့ ်သူကိုယ်တိုင်တီးတာကြတော့ disability ဖြစ်သွားတော့ gift card ကြမှာဟုတ်ကဲ့ banana book ဆောင်းကိုပြန်လုပ်ထားတာဒီငယ်ငယ်တုန်းကတငယ်ချင်းငယ်ငယ်တုန်းကတငယ်ချင်းဟုတ်ကဲ့အဲ့ဒါရဲ့နောက်ခုနကကျွန်တော်ပြောတဲ့ visa ဖြစ်ခါတာကျွန်တော်တို့ခေတ်ကဟိုကိုကောက်ကို season ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟာတို့အဲ့တချင်းလေးကသူတချင်းလေးပါဟုတ်ကဲ့နော်အဲ့မှာသူလဲလာတီးတယ်သူလဲကျွန်တော်တို့ party party ပြောသလိုပဲသူလဲသူလဲဝင်တီးသွားတယ်အဲ့မှာကျွန်တော်သူစတီးတာပေါ့ကိုပွင့်မှုကအဲ့မှာ gift card ဟုတ်ကဲ့ guitar သုံးယောက်ပေါ့နော်အဲ့ဒါဆိုကိုပါတူးချစ်ရဲ့ကိုင်စာရဲ့အာကိုပွင့်ကိုကိုပွင့်မှုကအဲ့ချာ ever ပဲပေါ့နှစ်ပုတ်သုံးပုတ်လောက်ပဲ ူသွားတာဟုတ်ကဲ့ဩဟုတ်ကဲ့အဲ့ဒါပြီးတော့သူအစအဆုံးပါတာတော့တွန်းကိုတိုင်းပြည်တွန်းကိုတိုင်းပြည်နော်ဟုတ်ကဲ့အဲ့အဲ့အချိန်မှာကျတော့ဒီ guest bar ပြီးတဲ့အချိန်မှာကိုပွဲမှုက success ရရောက်လာတဲ့သဘောဖြစ်သွားတယ်သူကပင်နိုင်ချနေပြီ guitar တီးဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုပြီးကျန်းအောင်မြင်တယ်နော်ကိုတွန်းကိုတိုင်းပြည်မဆွေနဲ့ဟုတ်ကဲ့မဆွေနဲ့အဲ့ထဲမှာကိုရှင်းကောင်းလေးအများကြီးပါတယ်ကိုနော်ဒီထဲမှာဟုတ်ကဲ့အိုင်းမြန်မာရေးတဲ့ရှင်းလေးလည်းအများကြီးပါတယ်ကိုဒါပေမဲ့ကျွန်တော်တို့အပြင်လောကပေါ့နော်ကျွန်တော်တို့နားထောင်တဲ့လူတွေကြားထဲမှာကြားတာတော့အဲ့ထဲကအခွေထဲကတချင်းတပုတ်ကဟိုအပြင်လောကမှာတော်တော် မတိလိုက်ပြင်မဲ့ပေါ့နော်ကိုတို့အတွင်းဟို music log မှာတော့တော်တော်ကြေးရိုက်သွားတယ်အဲ့ခက်ကဟို censorship တွေနဲ့ပတ်သက်ပြီးတော့တော်တော်ကြီးကိုဖြစ်သွားတယ်လို့ကျွန်တော်တို့ကြားတယ်နော်ဘယ်သချင်းလဲဆိုတော့ကျွန်တော်လည်းသိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ knock ွယ်ကတကယ်ဖြစ်တာဘလောက်ထိနော်အဲ့အဲ့ဟိုတချင်းလေးကတက်ရောက်ခဲ့လဲဆိုတော့ကျွန်တော်တို့အတိအကျကျွန်တော်တို့တွေကမသိရဘူးပေါ့နော်အပြင်အပြင် အကြောင်းလေးနည်းနည်းပြောပြရလားကျွန်တော်သိတယ်စိတ်ဝင်စားစရာပေါ့ဟိုခေတ်ကတော့ကျွန်တော်ဒီစကားတွေပြောလို့တော်တော်ခက်ခဲရပေါ့နော်ဒါပေမဲ့ပြောလို့ရတော့ဒီ edition အမမန်တော့အဲ့ဒီချင်းကယုံထောင်ကြောင်မိလို့ပဲပြောရမယ်ဘာလို့ဆိုတော့တကယ်တမ်းဒီလူတွေကြားထဲမှာဒိုလောဒိုလောဆိုပြီးနာမည်ကြီးွားတခြားသချင်းနှစ်ပေါ့ဟုတ်ကဲ့ ဒါပေမဲ့အဲ့ဒီရှင်းနှစ်ပုတ်နဲ့အမှုဖွင့်လို့မရအောင်မရတော့အဲ့မှာသူကဒီသူ lyrics တွေ like ကြည့်ရတဲ့အချိန်မှာဒီစိတ်အောင်ဆိုမြင်ကွင်းကျယ်တွေကဒီ the line ပေါ့ဒီ line လေး the line ဆိုအဲ့ဒါကိုသူကအဓိကထားပြီးတော့သူတို့စနစ်ကိုတယောပါတယ်ဆိုပြီးတော့သူကအေးယူတာပေါ့အေးယူဆိုတော့ကိုတို့တယောက်လားတစ်ခွက်လုံးလားထုတ်လို့သူလားဘယ်လိုမျိုးလဲမသိဘူးအကုန်ပေါ့ပထမဆုံးကတော့ထုတ်လို့သူဟိုက9ရက်လောက်သူခေါ်သွားတာပေါ့လေအဲ့ခေတ်ကတော့ rule of law ပေါ့လေရှိတော့ဟိုတခါဆွဲမသွားဘူးသူမနဲ့ခေါ်သွားပြီးနောက်နေ့မနဲ့ပြန်လာပို့အဲသူရေမိုးချိုးမနဲ့ စာတခါပြန်ခေါ်ွားအဲ့လို9ရက်လောက်တာပေါ့ကိုဆိုတော့အဲ့မှာသူရှိရဘသူတွေတီးတယ်ဘာညာအကုန် data တွေရိုက်လိုက်တဲ့ခါကြတော့အကုန်လုံးဒီ SB ကလောက်တာပေါ့လေ special branch အဲ့လိုတစ်ဖွဲ့တစ်ဖွဲ့ခေါ်စစ်တာပေါ့ကျွန်တော်လည်း DY အနေနဲ့ခေါ်စစ်ခံရတယ်အဲ့လိုပါဟုတ်ကဲ့အဲ့တော့ကိုတို့အားလုံးကိုပြောပြတာအကုန်လုံးအားလုံးစုပြီးတော့ချိန်နေတာငှားပြီးပြန်ပြီးတော့လောရတယ်ပြောတာဟုတ်ကဲ့အဲ့နောက်ပိုင်းသူတို့ဆုံးဖြတ်ချက်ချလိုက်တာ DY ကိုသူတို့လွှတ်လိုက်တယ် DY ကိုသူတို့ဘာမှမလုပ်တော့ဘဲနဲ့ခုနရေးတဲ့လူဖြတ်တဲ့လူကဖမ်းတဲ့လူဆိုတဲ့လူသူတရားစွဲမယ်ဆိုလောက်တော့အဲ့ဒီလူတွေအားလုံး 干过了没有啊？ ူကသူကသူက one of the who are lawyers for the shit နေသူဖွဲ့ပြီးလောက်ကြတာပေါ့ခင်ဗျာอืมအဲ့ရမှုကတော့လည်းဒီ88ဖြစ်ပြီးတော့မဆာလာပြုတ်တော့လည်းပြီးသွားတာပဲဟုတ်ကဲ့ပြပြီးလိုက်ပါတော့ဟိုကဟိုမပြီးဘူးသူကမပြီးချင်ပါပဲအနာသိနေတော့ပြီးသွားတော့ပြီးသွားဟုတ်ကဲ့ဟုတ်ကဲ့အာဘူရ success ကတော့တော်တော်ကောင်းပါတယ်ကိုကျွန်တော်ကိုပြောသူပဲပေါ့နော်အစင်းစင်းတော့တက်လာတော့ပေါ့ကျွန်တော်တို့စနားထောင်တဲ့အချိန်မှာတော့တိပြီးတော့လက်တံမပြည့်သေးပြီမဲ့ကျွန်တော်တို့နောက်ပိုင်းကွေတွေကအရန်ကောင်းလာတာပေါ့နော်ဒါပေမဲ့အဲ့ကိုကိုင်ဇာတို့နဲ့တကယ်ချင်းပဲပေါ့နော် 收里面。哦。 လူလည်းတချင်းနေပေါ်လာတယ်ပေါ့နော်ကျွန်တော်ကြားဘူးတာတော့ချစ်လူမိုက်ပေါ့နော်ချစ်လူကတော့ဒီပေါ်လာပြီးဒီလုံးပေါက်ခဲ့တာဒါပေမဲ့နောက်ပိုင်းကျွန်တော်တို့ဒီခွန်ရှိကိုအဖွဲ့ရောက်မှကျွန်တော်တို့တည်လာတာအဲ့ရှေ့မှာတခါဆိုးလူမျိုးကနောက်ထပ်တိတ်မအောင်မြင်တဲ့အကွေတကွေထွက်ခဲ့တယ်ရေနော်ဟိုအဲ့ဒါလည်း success နဲ့ပဲအဲ့တော့ဟုတ်ကဲ့ဟုတ်ကဲ့ဒီနဲ့ချစ်လူမဲ့အကြောင်းလေးနဲ့ကိုဆိုးလူမျိုးအကြောင်းပူပူပေါ့နော်သူ့အကြောင်းလေးနဲ့ပါလာကိုဟုတ်ကဲ့အခုဒီခုနပထမအခွေကတော့ကျွန်တော်သိမမှတ်မိတော့ဘူးဒါမှတိကျမှတ်မိတာချစ်လူမိုက်ပါလေပြန်စစ်စားလို့ရချစ်လူမိုက်ကိုမှတ်မိတယ်တည်တာဟုတ်ကဲ့အဲအဲ့ဒါပြီးတော့ချစ်လူမိုက် က်ပြီးတော့သူနောက်သူဟိုနာမည်ထွက်သွားတာပေါ့လေအဲထွက်သွားပြီးတော့ဆိုပြီးတော့သူအေးဆက်ဆက်သွားလောက်တယ်သူရဲကောင်းတို့နှလုံးသားဆိုပြီးတော့ဆိုပြီးတော့တခါကျွန်တော်နဲ့ရှိပြန်လာပြီးတော့အာကျွန်တော်မသိရကျွန်တော်ဆိုပြီးတော့ဟုတ်ကဲ့အဲ့မှာကျွန်တော်ကျွန်တော်တို့မြင်မှာတော့ success နဲ့ဟိုဆိုးလွင်လင်နဲ့အရန်ကြိုက်တယ်ပေါ့နော်သူအေးဆက်ဆက်သွားဆိုတယ်ကျွန်တော်တို့ကကုဂျီမီလည်းရှိတယ်ဒါပေမဲ့ကုဂျီမီမရှိတော့ကုဂျီမီလွတ်သွားပြီအဲ့တော့အဲ့အဲ့ success နဲ့ခွေရကျွန်တော်တိတ်ပြီးတော့ကျွန်တော်နားမဆွဲဘူးသူတချင်းနေလीဘာပြောကျွန်တော်အဲ့ထက်ကဟိုဘာလာမဲဆူဂျူနီမာလာတို့ပေါ့တော့ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ဒီ job ပြန် ဘော success နဲ့ကျွန်တော်မသိတဲ့ကျွန်တော်မှာကျွန်တော်ကျွန်တော်မြင်မှာတော့အရန်လဲကောင်းတဲ့ခွေပါချစ်လူမိုက်နီးပါချစ်လူမိုက်နဲ့တန်းတူကောင်းခဲ့တဲ့ခွေပေါ့အဲ့ဒီမှာအဲ့ခွေကျွန်တော်နားထောင်လိုက်တဲ့အချိန်မှာဟိုတီးထားတဲ့ဟာတွေကအရန်မြန်ဆိုင်ပြီးတော့ကျွန်တော်စိတ်ထဲမှာဒီလိုမျက်စိမှိတ်ပြီးတော့ကျွန်တော်နားထောင်နေဟိုမလေးစားလို့ပြောတာမဟုတ်ပါဘူး success လို့ကျွန်တော်ရုတ်တရက်ဟိုပါပေါ့နော် success လက်တန်တဲ့အရန်အများကြီးပိုကောင်းနေရအဲ့ခွေမှာလေအဲ့တော့ဟုတ်ပြပေးပါလားဘလို့လို့အဲ့ခွေလေးကအဲ့လောက်အရန်ကောင်းနေကျွန်တော်အတီးပိုင်းအနေနဲ့ပေါ့နော်အရန်လဲဟိုလိုက်ဖက်တယ်ပေါ့နော်ကိုသိုးလို့နေနေဟုတ်ကဲ့ ဟိုကောင်းတယ်ဆိုတော့အချိန်အများကြီးရတာပေါ့ဒီမှာကိုင်စားအခွေတွေပါဆိုကျွန်တော်3ရက်လောက်နဲ့သွင်းတာပေါ့ဟုတ်ဆိုဒီဒီကျွန်တော်မသိရကျွန်တော်4ရက်သူကအစတွေကသူ4ရက်တရက်ကို4ဘုတ်ဆိုအဲ့လောက်ပဲကျွန်တော်တို့ကဒီအဲ့4ဘုတ်ကိုရအောင်ပိုင်အောင်လို့ပဲသွင်းတာဟိုအရင်တော့ဆိုကျွန်တော်တရက်ထဲနဲ့တစ်ခွေလုံးသွင်းရတာဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်4ရက်လောက်ရတာဒီခွေကိုသွင်းဖို့အချိန်ရဟုတ်ကဲ့ဟိုဟိုကျွန်တော်ကြားတာစပယ်ဦးဦးတန်းလည်းအကူတို့ကို ASUS ကိုပြီးတဲ့အတိုင်းပဲ အချိန်ရောပါအောင်အကုန်လုံးပေးမယ် business အတန်တိုင်းထွက်အောင်ဒီလို့ပြောရဲဆိုတော့ဟုတ်လားမသိဘူးလားအဲ့ဒီစကားတော့ဟုတ်တယ်ကျွန်တော်တို့အဲ့ဒီဆိုလိုတဲ့လာပြောတာသူတို့ဒီလိုခင်ဗျားတို့ဒီလိုလိုအချိန်နေရှိတယ်လုံနိုင်လားလုံနိုင်တယ်အချိန်ရရင်လုံမယ်ဆိုပြီးတော့ကျွန်တော်လုံကြတာဟာဟုတ်ကဲ့အဲ့ထက်မှာတချင်းကောင်းလေတော့ကိုချစ်သူစိတ်ကူးလို့နော်ကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့ကိုချင်းစာနာခဲ့ရပြီလို့ဆိုတော့အဲ့ထက်မှာကိုချင်းစာနာခဲ့ရ အဲ့ချင်းလေးကြောင်းပြောပါဘူးကိုကျွန်တော်တခါရှင်းပြဘူးရဲ့အဲ့တချင်းလေးဟုတ်အဲ့အဲ့အဲ့ချင်းကကျွန်တော်အမြဲတမ်းဟာသအနေနဲ့ပြောတာပါဟာသဆိုတော့ကျွန်တော်ဒီကြံတဲ့တချင်းတွေကအဖေလောက်ကြအဖေလောက်တယ်ဆိုတော့အကုန်လုံးထိုင်ပြီးတော့တခါရဲစဉ်းစားလိုက်တယ်ကျွန်တော်ဒီ arrangement ဘိုးမခွဲတော့ဘူးဟုတ်ကဲ့အပေါ်မှာဆိုရင်ခါတိုင်းရတယ်တီဝိုင်းဘိုးနဲ့ arrangement ဘိုးကိုခွဲပြီးပါကျွန်တော်ပတ်စံယူရအောင်ဆိုဒီမှာတော့အားလုံး arrangement လုပ်မယ်လူတိုင်းလုပ်မယ်ဆိုပြီးတော့ကျွန်တော်ကအကုန်လုံးဝိုင်းလောက်ကြတယ်ကျွန်တော်တော့တော့ကြရတယ်ဗောလောက်ရတယ်ချင်းတဘိုးဘိုးကို အဲကျွန်တော်တို့အားလုံးသွင်းပြီးသွားတဲ့အချိန်မှာနောက်ဆုံးနေပေါ့ for day မှာအပေါ်ကလာပြီးတော့ဟာကိုယ်တည်းကျွန်တော်တချင်းတစ်ပုတ်ထောက်ဝယ်ထားတယ်ထည့်ချင်းဟာအချိန်မရှိတော့ဘူး arrange လုပ်ဖို့လို့တော်မို့လို့ရအောင်သွင်းပေးပါတဲ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဘားခွဲလိုက်ခွဲပြီးတော့အကုန်လုံးနှုတ်ဆွေးပြီးကဲအဲ့ဒါတီးနှင်းဆိုတော့အပြင်မှာကျွန်တော်တယောက်ထက်ထိုင်ပြီးတော့ arrange ပြန်လောက်တာဒီတချင်းအောင်ဆိုတော့အဲ့ချိန်ကတော့ပူရွှေတိုးရောက်လာခေတ္တတီးရဲ့ရွှေတိုးရွှေတိုးခေါ်ပြီးတော့သူ့ packing organ အဲ့ backing track ကိုသူ orchestra ဒီခိုင်းလိုက်တာဟုတ်တယ် backing track ကတော့ဒီခုနပေါ်ဒီ backing နဲ့ drums ရတယ် backing ရပြီလို့ကျွန်တော်တို့ယူရအောင်ဆိုတော့အဲ့မှာကိုရွှေတို့ဒီ backing ဒီနဲ့အချိန်မှာကျွန်တော်အပြင်မှာ arrange လုပ်တာဒီအလွယ်ပဲလုပ်ချပါတာအဲ့လွယ်လွယ်လုပ်ပြီးထည့်လိုက်တဲ့ချင်းကတော်တော်ပေါက်သွားတယ်အဲ့ဒါကိုအဲ့ချင်းကရဲကောင်းတယ်ကိုကိုတနိုင်လောက်အတွင်းတက်တုပ်ရိုက်ပြီးထည့်လိုက်တယ်နောက်ဆုံးချင်း ော်နော်ဟုတ်ကဲ့ကိုရင်းဆန်လာခဲ့ရပြီဟုတ်ဟုတ်ချင်းကောင်းလေးပါကိုချင်းကောင်းလေးကူးွားရင်တော့ကိုကလူတွေတိတ်မသိတဲ့အချက်လေးပေါ့ကျွန်တော်အဲ့အချက်လေးနော်ဒီ new wave 2ပေါ့နော်ကိုရီမင်းတို့ထွက်သွားပြီးနောက်မှာ new wave 2နော်ဒီကိုကိုလာရေးနဲ့ကိုဆန်းချောဆက်တီးရဲနောက်သူတို့ပြောင်းပြီးတော့တဲ့ခါကျတော့ဥပွဲကြီးက new wave 2ကနေပြီးတော့ကျွန်တော် symphony ဆိုပြီးတော့ဖွဲ့လေးဖွဲ့ပေါ့ကောနော်ဟုတ်ကဲ့တကယ်တော့တေချာပြန်ပြီးတော့နောက်ပြန်ကြည့်လိုက်ရင်တော့ IC ရဲ့အစပေါ့နော် iron cross ဟုတ်ကဲ့ မီဖွဲ့လေးပါအဲ့တော့အဲ့ symphony ဖွဲ့လေးမှာကျွန်တော်တည်တော့အခုတီးခဲ့တယ်အဲ့ဒါကိုလူတွေနည်းနည်းလေးမတည်တဲ့အချက်လေးဖြစ်နေလို့ကျွန်တော်အဲ့ဒါ symphony ကိုအခုဘယ်လိုလုပ်ကိုယ်ပွဲမှုလို့စီရောက်သွားလဲဆိုတာလေးပြောပြပါလား အဲ့ဒါကိုစန်းချိုနဲ့ကိုကိုလွင်ပေါ့နှစ်ယောက်ကျွန်တော်လာခေါ်တယ်ဟုတ်ကဲ့သူတို့ new wave လုပ်မယ်ပေါ့လေအဲဆိုတော့သူစန်းချိုကသူကိုရီးယားရှီကနေပြီးတော့သူ new wave ဆက်လုပ်ဖို့ authority ရထားတယ်ပေါ့လေအဲကျွန်တော်တို့အဲ့ဒီမှာ new wave ဆိုပြီးတော့ကျွန်တော်တို့တီးတယ်အမင်္ဂလာကောင်တစ်ခုကျွန်တော်တီးတယ်ထင်တယ်ကြောက်မှမိလားနောက်တစ်ခါ recording recording တစ်ခုတီးတယ်အဲ့ recording ပြီးတော့အဲ့ကိုပွဲမှုကသူအဲ့လိုပဲ new wave မှာသူ uncomfortable တီးရတာဒီနာမည်ကြီးနဲ့ဘာလို့လူတွေကလာကြည့်ကိုရီးယားမလည်းမဟုတ်ကိုပွဲမှုကြီးဖြစ်နေလို့ဆိုရတယ် တော့အရန်ဝါနေကိုရမတားဝါတယ်ရုပ်လဲဆိုဝါတယ်เออ so အဲ့ဒါနဲ့အဲ့မှာကျွန်တော်က symphony ဆိုပြီးတော့ပြောင်းလိုက် symphony ဆိုပြီးပြောင်းတည်တာဟုတ်ကဲ့ဟုတ်ကဲ့အဲ့အခု symphony ကအခုပေးရလားအခုပဲဒီလိုပဲရွေးလိုက်တာလား symphony ဆက်နာမည်လေးอ่ะဟိုကျွန်တော်တော့အဲ့ဒါတော့မမှတ်မိတော့ဘယ်လိုဘယ်လိုပဲဆိုထွက်လာတာ symphony ဆိုပြီးတော့အားလုံးဝိုင်းပြီးတော့နာမည်လျှောက်ပြောကြတာပေါ့လေဆိုအဲ့ထဲမှာဒီ symphony ဆိုပြီးတော့ထွက်လာတယ် ဒါပေမဲ့ကိုချံပြောဆိုဆိုရင် symphony ကကျွန်တော်တို့နာမည်မပေးခင်တည်းကရှိနေသလိုဖြစ်နေတယ်ကိုကိုချံနဲ့ကျွန်တော်တို့ timeline နဲ့ညှိတော့ပါလေဟုတ်ကဲ့ဟုတ်ကဲ့ तू อ่ะโอเคကိုအဲ့မှာ तू ဒါပေမဲ့ကျွန်တော်ထင်တာကမတင်းမင်းပဲကိုဘာလို့ဆိုတော့ကျွန်တော်တို့နဲ့ပြည့်ချင်း89မှာ symphony မဖွဲ့ရသေးဘူးကို89အရေးခင်ပြီးကစားလေးမှာဆိုတော့ကျွန်တော်ထင်တာ89အစပိုင်းလောက်ဖြစ်နေမြဲအဲ့ဒီ symphony ဖွဲ့တာကိုအဲ့တော့ symphony ကနေပြီးတော့ iron crop ပြောင်းရတဲ့အကြောင်းရင်းလေးရရှိရရှိမှာကိုဘာလို့ဆိုတော့သူတို့ symphony မှာဒီခွေကိုဒီခွေလေးကပေါက်ခဲ့ပါတယ်ဒေါက်တာပေါ့နော် ဟုတ်ဘူးတဲ့ဟုတ်တနည်းအားဖြင့်ဆက်ဆက်ဆိုတာအဲ့ခွေက symphony အများကြီးမတီးခဲ့ဘူးကို recording ဟုတ်အဲ့ထဲမှာသူကဝါဆိုဆက်ခြင်းလေးလည်းပါတယ်ဗောနော်ဒီခွေထဲမှာဇာဘုသက်တင်နာမည်ကြီးလာတဲ့ခွေပေါ့ကိုအဲ့တော့ symphony ပြီးတော့ကိုဘလို့လို့ IC ဖြစ်သွားတယ်သူတို့ symphony လို့ဘာဖြစ်လို့မတီးပဲနဲ့ iron cross ဆိုပြီးတော့ပြောင်းသွားလာမသိဘူးအဲ့အချိန်လေးမှာအဲ့90 1990ဟုတ်ကဲ့ အဲ့ဒါကိုကိုကိုချင်းဇလန်းတော့အမျိုးမျိုးဖြစ်မယ်ထင်တာဒါကျွန်တော်မှတ်မိတာဒီမှာပြောမယ်နော်အဲ့ဒါကတော့ဟုတ်ကဲ့ငါပြောပါမှတ်မိတာကျွန်တော်စင်ဖိုနီနဲ့ဒီနေတော့မှအဲ့ကိုကိုအမိုင်းအော်ရာကိုမိုင်းကျွန်တော်လာခေါ်တယ်မောကနဲ့တောင်ပွဲသွားဖို့လေအဲရှင်းညပါဆိုအဲ့ဒါနဲ့ကျွန်တော်ကကိုမိုင်းနဲ့လိုက်သွားတယ်အဲ့ချိန်က symphony ကဒီမင်္ဂလာဆောင်တစ်ခုပဲရှိတယ်အဲ့ဒါနဲ့ကိုမျိုးတီးပေးပါလို့မင်္ဂလာဆောင်တီးပါပြောပြီးတော့ကိုမျိုးခင်ဆိုကျွန်တော်ထွက်သွားတယ်ထွက်သွားပြီးတော့ ကျွန်တော်ဒီဒီမိုးကုတ်ကပြန်ရောက်တဲ့အချိန်မှာကိုစန်းချူကဖုန်းဆက်တယ်အဲ့လိုပဲသူတို့ကျွန်တော်ထွက်သွားတဲ့အချိန်မှာရန်ဖြစ်ကြတယ်နော်ရန်ဖြစ်ပြီးတော့သူ့ထုတ်လိုက်ပြီပေါ့ဆိုတော့ထုတ်လိုက်ပြီဆိုတော့အဲကျွန်တော်ခင်ဗျာဖော်မတီးနေတဲ့အဲ့လူနဲ့ဆိုဆိုတော့အဲ့ဒါကျွန်တော်ဂရီပြလိုက်အေးခါမတီးဘူးဆင်ဖနီနဲ့လို့ပြောလိုက်ပြောပြီးကျွန်တော်ကိုပဲဟုတ်လမ်းပြီးတော့ contact လုပ်တဲ့အချိန်မှာကိုပဲဟုတ်ကလည်းသူ့ဘက်က grievance တွေပြောပြတာပေါ့လေဒီလိုလိုဖြစ်တယ်ပါညာနဲ့ဆိုဆိုတော့ငါတို့ဆက်လုပ်မယ်ပေါ့လေကိုကိုလွင့်ရှီမှာအကုန်ပွဲတွေရထားပြီးသား ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ကပြောတယ်ကျွန်တော်ကဟိုမတီးနိုင်ဘူး Symphony အနေနဲ့အဲ့ဒီမှာကျွန်တော်နာမည်အစ်စ်ပြောင်းတယ်ဆိုတော့ကိုစန်းချိုနေရာမှာခရမ်းကိုထည့်လိုက်တာပေါ့ဆိုတော့အဲ့ဒါအဲ့ဒါအဲ့ဒီမှာနာမည်ကခုန Iron Cross ဆိုတာဖြစ်သွားတယ်ဆိုတော့အဲ့ဒီခုနခရမ်းနဲ့အဲ့ recording တီးတာကျွန်တော်မှတ်မိတယ်နောက်တစ်ခါအဲ့လိုပေါ့ show ပြောင်စုပွဲလာလွတ်လပ်ရေးပွဲလာမျိုး something ပေါ့ insane ဘက်မှာတီးတာကျွန်တော်မှတ်မိရယ် IC ပေါ့နော် IC ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့တကယ်တော့ IC ရဲ့ပထမဆုံး keyboard player ကိုတင်းဆူလို့ပြောလို့ရတော့အဲ့လိုပြောလို့ရဒါပေမဲ့ကိုကိုလွင်နဲ့2019ကျွန်တော်ဗမာပြည်ခဏပြန်နေတွေ့ရချိန်မှာ तू ကအဲ့လိုမျိုးမှတ်မိ तू မဟုတ်ဘူးအကူမဟုတ်ကိုအကူထွက်သွားပြီးမှ तू က IC ဖြစ်တာဆိုပြောတော့ကျွန်တော်တို့ကြည့်လို့မရဘူးဖြစ်တာ timeline လောလောဆယ်မှာညှိလို့မရသေးဘူးဟုတ်ကဲ့ဟုတ်ကဲ့ timeline လေးကအရန်ကတ်နေအောင်ပို့နော်အဲ့ဒီပြူသွားတဲ့အချိန်လေးကအရန်ကတ်နေတဲ့အခါကျတော့ဟုတ်ကဲ့ဟုတ်ကဲ့အချိန်လေးတွေလည်းပြည်ကန်ကြီးပြင်နေတော့ကျွန်တော်ကကိုအုံးကိုကျွန်တော်တို့ကကြောက်ရတယ်နောက်ဆုံးတကျွန်တော်မေးနေတာကတော့ကိုတို့ရဲ့တငယ်ချင်းမအောင်ခိုင်မော် โอเคမောင်မောင်မျက်ရည်ဝိုင်းဆိုရဲအခွေလေးကျွန်တော်မေးချင်တယ်ဘာဖြစ်လဲဆိုတော့အဲ့ခွေလေးကကျွန်တော်မနေ့ကညတော့အခု message လုပ်မလို့ကျွန်တော်အဲ့ခွေတကယ်ထွက်ဖြစ်လားမထွက်ဖြစ်လားဆိုတော့ကျွန်တော်သိချင်တယ်ဗောနော်အဲ့ခွေကမှဘာသချင်းလေးတွေကကိုပူပူဆွလွန်လေးပြန်ဆူပြီးတော့ချစ်လူမိုက်ခွေရဲ့ပေါက်သွားတဲ့အထဲအိမ်မက်ကောင်းစင်မိုးမလင်းရင်တော့ဟုတ်ကဲ့ပါတို့အဲ့ချိန်မှာအများကြီးပါတယ်ကိုအဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီဝိုင်းကတော့နောက်ပိုင်းကျွန်တော်တို့ဆွလွန်လေးပြန်ဆူရဲအဲ့လိုမျိုးဆိုတော့အဲ့ခွေ ကျွန်တော်တို့အရန်စိတ်ဝင်စားပါတယ်သူအတိကျင်တဲ့လူတွေဘာထွက်ပြစ်လာမထွက်ပြစ်လဲအစားကျွန်တော်တို့တိချာမသိခဲ့ရပါဘူးအဲ့တော့အဲ့ခွေလေးကြောင့်ကိုမှတ်ပြီးမြတ်အဆုံးတက်လေးနေနဲ့ပြောပြပါလား။ဟုတ်ကဲ့။အခုအောင်ခိုင်မော်ကတော့တငယ်ချင်းပေါ့လေ။ဒီရန်ငင်းမှာအတူတူကိုင်ဇာအတွက်သချင်းတိုက်တွေပါဆိုတော့လာပါညာနဲ့ဆိုနေတာပေါ့လေ။ကိုင်ဇာနဲ့တိုက်သေးပဲမော်ကြီးနဲ့ကလေ။အဲဒီမှာကျွန်တော်တို့ဒီကိုင်ဇာရဲ့ကျွန်တော်ပြောတဲ့အကောင်းဆုံးကဂီတာတီးနေမယ်အခွေ။သွင်းပြီးွားတဲ့အချိန်မှာအဲကျွန်တော်တို့အဲ့ခုန အောင်ခိုင်မောရဲ့မောင်းမြေကြီးဝိုင်းသူကမေးမှာပဲကျွန်တော်တို့တွန်းလိုက်တယ်။သွင်းပြီးတော့ထုတ်ဖြစ်တယ်ထင်တယ်ခင်ဗျာ။ဘာလို့ကျွန်တော်မှ cover ရှိတယ်ပြန်ရှာရင်တော့ကိုချင်းက cover တွေမပို့နဲ့ဆိုလို့ကျွန်တော်မပို့တာ။ဟုတ်ကဲ့ပို့ပေးပါဘူး။နောက်တော့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပြန်ရှာကြည့်မယ် cover ။ဟုတ်ကဲ့ ဆိုတော့အဲ့မှာအဲ့ကမောင်မြေဝိုင်းသွင်းလိုက်တာအဲ့မှာကအများစုကနိုင်မြန်မာသချင်းနေနိုင်မြန်မာနဲ့အဲ့ချင်းကတွဲနေတာကျွန်တော်နိုင်နိုင်ကြီးနိုင်နိုင်ကြီးနဲ့ဆိုတော့ကိုကိုနိုင်သချင်းနေအများကြီးပါတာပေါ့လေအဲ့မှာဆိုကိုင်ဇာကတပုတ်ပဲဝင်ရေးတယ်မောင်မြေဝိုင်း title song ပေါ့လေဆိုပြီးတော့သူအဲ့တပုတ်ကတီးတယ်တခွေလုံးမှာကွာဟုတ်ကဲ့အဲ့ဒါလေးပြောပါအောင်ကျွန်တော်ထင်တယ်နိုင်ဒီ80ဖြစ်နေမယ်ကိုမလို့ပါစင်းနဲ့မိုးရဲ့ပြီးရဲ့အချင်းပေါ့နော်ကိုအဲ့တော့ကာကကိုင်ဇာက success ဖြစ်ပြီမယ်ဘာဖြစ်လို့ဒီတပုတ်ပဲတီးလဲမသိအဲ့တော့နောက်သချင်းနေဘယ်သူတီးလဲမလို့ပါစင်းနဲ့မိုးရဲ့ပေါ့လေအဲ့စတဲ့အချိန်မှာအဲ့ကျွန်တော်နဲ့အဲ့လိုပဲဒီ data တော့က20 ခဲ့တဲ့ဂီတာသမားကြီးလွင်ထုံးဒီကိုင်းစားဒီသူကဆိုရာကိုပို့ပြီးတော့အားပန်တော့ဒီခဏဂီတာကောင်းကောင်းတယောက်သူကလိုချင်တယ်ဆိုတော့အဲ့မဲ့လွင်ထုံးရောက်လာတယ်ပေါ့လေဆိုတော့ခုနကမောင်မြေဝိုင်းကတခွေလုံးကလွင်ထုံးတီးွားတာကိုက်စားတစ်ပုတ်ပဲဝင်ကြည့်တာ ဒီဂရီမရောဘာစင်နဲ့မိုးရဲမှာလည်းလွင်ထုံးတီးတာပဲလွင်ထုံးနဲ့ကြိုက်စားပါမရောက်ပါဘာသူချက်ကဒီကစ်ဖာနဲ့ဒီကြာမှာရောက်လာဘာသူချက်ဘာသူချက်နော်ဟုတ်ကဲ့လင်းနဲ့မောင်မောင်လွင်နဲ့လည်းတွဲတီးတယ်နော်အဲ့တော့ကိုလိုကီးဘုတ်နှစ်ယောက်ဖြစ်နေပါဦးအချို့စီးဟုတ်တယ်အဲ့အဲ့မှာကီးမောင်မောင်လွင်ရောက်လာတာဒီတူနကွန်တိုင်းပြည်မှာအဲ့ကျွန်တော်သွားတဲ့ train ကအဲကိုဘယ်မှုအိုက်ချန် symphonian rock ကို symphonian rock ကတယောက်တည်းတီးလို့မရဘူးတော်တော်များများ orchestra ပုံစံသွားရတာဟုတ်ကဲ့သွားတဲ့အဲ့မှာကျွန်တော်ကီးဘုတ်နှစ်ယောက်ထုတ်လိုက်တာပေါ့ကျွန်တော်နှစ်ယောက်တီးကြတာမောင်လွင်နဲ့ကျွန်တော် ဟုတ်ကဲ့ကိုနော်ဒုတိယပိုင်းမှာမိကုန်းလေးလည်းဖြည့်ပေးပါအောင်နော်ပြည့်တတ်တဲ့ဟုတ်ကဲ့မိကုန်းစီစဉ်လေးရှိပါတယ်ကိုဆက်နေပေးပါဒါပေမဲ့ကိုယ့်ရဲ့ကျွန်တော်မိကုန်းနဲ့မပတ်သက်တဲ့ကိုပြောချင်တဲ့ကိစ္စလေးတွေကိုပြည့်တတ်ကိုပြောချင်တာလေးကိုလည်းသူများရဲ့လိုပဲအမေရိကန်မှာရောက်နေနေပေါင်း30လောက်ရှိပြီဆိုတော့ဟိုပြည့်တတ်ကိုဟိုနှုတ်ဆက်စကားလေး ကိုပြောခြင်းနဲ့ share လုပ်ခြင်းနဲ့ဟာလေးတွေ share ရင်းနဲ့ဆိုးသက်ပေးပါလို့နော်ဒီ flow ကိုပြောပေးစရာရှိရလူမေးလို့ပဲထားလိုက်ပါကျွန်တော်အားလုံးသတိရတယ်ဗမာချင်းလည်းအချိန်ရဝင်တီးတော့မယ် mostly ကဒီရောက်ခရရပို့ပို့ချင်းတွေပဲတီးနေတာဟုတ်ကဲ့ကိုအခုအဲ့နောက်ဆုံးဆုံးသက်လေးမှာအဲ့ကိုဒီမှာ good tea ဆက်တီးနေတုံးပဲဆိုတာလေနော်ကိုရဲ့ pen လေးကြောင့်ပြောပြပါဦးကျွန်တော်ကိုပို့တဲ့တပ်ပုံလေးကြည့်ရတယ် Florida မှာကိုလိုအဲ့ night 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 club to party တို့မှာ2000 2020မှာကြာတော့ဒီ covid ကြောက်လာတော့သူတို့အဲ့ဒီမှာဆင်မမနှစ်ယောက်သုံးယောက်ထဲမှာပိုရဘူးလို့ like social distance က6 feet လို့90ထဲမှာ50% capacity တို့အဲ့ဒါမျိုးတွေချလာတော့ဝိုင်းစုံနဲ့ team နဲ့ dual တွေ try trio တွေအဲ့ဒါမျိုးပုံစံသွားတာပေါ့ကျွန်တော်အခုလုပ်နေတာကတော့ dual သဘောမျိုးပဲပေါ့ကျွန်တော်နဲ့ဆိုရဲလူနှစ်ယောက်ပဲအခုအခုလုပ်နေတဲ့ပြန်လာကျေးဇူးပါခင်ဗျာတည်ရတာเนาะဟုတ်ကဲ့ ောင်စုံမိများကြမှာဂီတာလေးတီးလို့သာ ဝေဒနာသချင်းလေးများတီးဖွဲ့နေရဒီစတေရှိုလေးရှိမှာရွှေအောင်မင်းသမီးလေးပမာသေချာဆိုင်ကြည့်လို့အားပေးနေတော့သူ့ကိုတွေ့လား ကိုစိုးသောတခြင်းအဆုံးမှာသူလေးလက်ခုပ်တီးကကိုပြန်ပြုံးပြတော့ကောင်းမှုနေရှာကိုကွယ်မင်းလာလိုက်တာမြင်မြင်ချင်းချင်းမိကဒီစတေရှိုးလေးပြီးဆုံးသွားမှာကိုသူရင်ပြီးပေါ်กว่า တီလို့သာဝေဒနာတစ်ချင်းကလေးများတည်ခွေနေရဒီစတေရှိုလေးရှိမှရွှေအောင်မင်းသမီးလေးပမာအသေးချာဆိုင်ကြည့်လို့အားပေးနေတော့သူ့ကိုတွေ့လာဟိုဆိုတော့တစ်ချင်းအဆုံးမှလူလေးလက်ခုပ်တီးကဟိုပြန်ပြောင်းပြတော့ကောင်းကုန်ရှာဟိုခွဲမင်းလာလိုက် မြင်မြင်ချင်းချစ်မိကဒီစိတ်ရှိုးလေးပြီးဆုံးသွားမှာကိုဆိုရင်ဒီပေါ့ကွာတစ်ချင်းကလေးတွေဒီလိုကိုမောစင်မှာအပြုံးကလေးတွေအားပေးသလိုဖြစ်လာအသေးတစ်နေရာဝင်လာပြီးသူပဲချိန်ကား ချင်းတွေကိုခင်တွေ့ရတလို့အချင်းရှင်ကိုတင်လာလဲပါ